င်တွင်နေမွေးစွာလုံးမင်္ဂလာပါ2025နိုဝင်ဘာလ22ရက်နေ့ကနေနိုဝင်ဘာ30တွင်တည်ရှိနေတဲ့ကာလဟာထူးခြားသောကံပြောင်းလဲတဲ့တွတ်တမှုအနှစ်သာရကိုရမယ်ခီးကံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်အမေဖွားတို့ကြမ်းမရေးထူးခြားမယ်ခြံကားခန့်ကိစ္စပြောင်းလဲမှုတွေအတွက်ဆောင်ရွက်ဆင်ပြေနိုင်တဲ့ပထမပဲသွားလိုက်တဲ့ခီးကကိုယ့်အတွက်ချိုးပေးမယ်ရပိုင်ခွင့်တွေလက်ဝဲပြန်လဲတောင်းဆိုရရှိခြင်းနဲ့ ကောင်းသောကံကြမ္မာဆင့်ဆင့်ဖြစ်ပေါ်ခြင်းကိုကြောင်းမယ်။နှစ်ဆနှစ်ရည်မှာရံများမယ်တိုက်ခံများမယ်မတော်တဆအနေကိုလည်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်ပါတယ်။အဓိကအနောက်ရက်ကိုတည်သွားစေအနေရှိတဲ့နေ့တနိုင်ခွဲနေ့ညနေ၃နာရီတွင်အသွာလာနေထိုင်ကိုတော့အထူးပြုကျူးဆက်ရမယ်နေထားရှိတယ်။နှစ်ဆ၃ရည်မှာတော့ရံအလုံးကိုကြော်ပြီးတော့ကောင်းခြင်းကံကြမ္မာရဲ့ အနေထားကောင်းကိုကြုံတယ်ငွေချေးခံကောင်းခြင်းလက်ခွင့်ခြင်းကိုကြုံမယ်22ရက်နေ့မှာထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်အဲဒီနေ့မှာအတိုက်ခံတဲ့ကြုံပြီးမှအလိုပြည့်စုံခြင်းကိုလည်းပြန်လည်ရရှိမယ်အဲဒီနေ့မှာကောင်းစီကောင်းလျှော်ပြုရင်ထူးခြားသောကံကောင်းခြင်းနဲ့အကြီးအကဲဖြစ်ထွန်းခြင်းနေရာအနေထားကိုရမယ်လို့ဆိုလို့ရှိတယ်23ရက်နေ့မှာ ယံပฏิပက္ခတိကိုဖြည့်ရှင်းနိုင်မယ်အတိုက်ခံကြမှာတိုးတက်မယ်24ရက်နေ့မှာယံတိုက်ခံနေများတယ်အနောက်ရှိတိရှိတယ်အဲ့နေ့မှာကောင်းစေကောင်းလျှော်ပြုရယ်ဖုံးကံကြည့်တယ်ထူးခြားတဲ့ကံကောင်းခြင်းကိုလည်းကြောမယ်25ရက်နေ့ကတော့ရည်မှန်းချက်အောင်မြင်ခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်အဲ့ဒီနေ့မှာကောင်းစေကောင်းလျှော်ပြုရယ်လဲထူးခြားတဲ့ကံကောင်းခြင်းကိုရနိုင်တယ် 26ရက်နေ့မှာရပယ်ခွင်ပြင်ရမယ်ယတ္တနာတွေပြန်လဲစတင်နိုင်တယ်တဏသိတိနှက်ခတ်စမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့မှာလဲတဏသိတိနှက်ခတ်စမ်းရှင်ပြီးတုတ်တက်တဲ့ဖြင့်လက်ပွင့်ကံပွင့်ခြင်းနဲ့အရာရာစင်ပြေခြင်းတွေကိုထင်ရှားစွာတွေ့ရတယ်ဒီရက်ဒီမှာကိုလုတ်တဲ့ကိန်းတဲ့ကိစ္စတွေအောင်မြင်မယ်28ရက်နေ့မှာ အလုတ်စီးပွားတိုးတက်ခြင်းနဲ့ရှင်ပြန်မှုအောင်မြင်ခြင်းကိုရနိုင်တယ်။ကောင်းစေးမင်္ဂလာရက်ကောင်းမြတ်မြတ်လည်းဖြစ်တယ်။29ရက်နေ့မှာရံပတိဘက်ကရင်နဲ့ထိတဲ့တွေ့မယ်။အတိုက်ခံကြုံပြီးမှသူရှိရပြည့်စုံမယ်။30ရက်နေ့ကတော့စေရေးချမ်းသာခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါလေ။ ကြာသာပတိနေဗုဒ္ဓနေစနေနေ့ဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေတနေ့လာဘွေးသူတွေထုတ်ခတ်ပေးတတ်တယ်။နှစ်ခုကိုကနန်းနေကိုအကျိုးပေးတဲ့ကနန်းနေဖြစ် သုံးဆွဲနိုင်တယ်။အစေးရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်ဝိစဉ်သုံးဆွဲနိုင်ပါတယ်။အဖြူရောင်ပန်းမွေးတို့ကိုဘုရားပူဇော်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါမယ်။ကျေးဇူးတင်ပါတယ်။တနေ့လာနေဘွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ရည်မှန်းချက်စစ်တွေရည်ရွယ်ချက်စစ်တွေကိုလုပ်ကံပြီးအောင်မြင်သလိုငွေကြေးကောက်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလုပ်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းခွင့်ကသူတွေလုံဆင့်တိုးတက်မယ်စီးပွားရှာသူတွေမှာလက်ပွင့်ကပ်ပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကံခြင်းတို့ရဲ့ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်။အထက်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာ ဖြစ်ပါလေ။20နှစ်နဲ့အဲ့ဒီမှာလက်ကောင်းတဲ့ကံကောင်းတဲ့စီဝါကံတလန်ဖွဲ့နေတဲ့မဟာယဇ်ကျမ်းနဲ့တိုက်တော့မတော်တဆဒီကံမှန်နေရကိုတော့အထူးပြုပြီးကူးဆက်ရမယ်။လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့။အဲ့ဒီမှာအသွာလာနေတဲ့ဂိယုဆက်ရမှာဖြစ်ပါလေ။နောက်ရကုန်တီသွားစရာနေရှိတတ်တဲ့ နေ့တဏ္ဍာရီခွဲနဲ့ညနေ3:00ဆိုသွားလာကြည့်ဆက်ရမယ်23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်24ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိမယ်ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုဆင်ပြေမယ်အတိုက်ခံကြတာတိုးတက်မယ်25ရက်နေ့မှာစီးပွားကံလုပ်ငန်းကံကောင်းမယ်ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလူရှိရာဆန္ဒကို ပေါ်ထုတ်နိုင်တဲ့ငွေအခြေခံထူးထူးခြားခြားကောင်းတယ်26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကန်ကျိုးပေးမယ်28ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းရတ်တန့်တဲ့လှုပ်တွေလောက်ကန်ရခြင်းနေကြုံမယ်28ရက်နေ့ကတော့အလုံးစုံကံမြင်မှခြင်းနဲ့ရှင်မင်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့30ရက်နေ့မှာငွေကြီးလက်လာပတ်ရေးရကံချမဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ် တနင်္လာနေ့ကနေ့ကြာသာပတင်းနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိန်အောင်ရှေ့တိဖြစ်တဲ့တဲ့စောက်ကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်ဒီကာလအတော်တွင်းမှာရှစ်ခုကိုကနန်းတွေကိုကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်တယ်အ내ရောက်အပြာရင်ရောက်မျက်ပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းမှာနိုဝင်ဘာလ22 24 25 28ရက်နေ့တွေမှာ ခေါင်းစည်းခေါင်းလျှော်ပြုရင်အမတန်ကောင်းတဲ့နှစ်သက်ရရက်ကိုရွေးပြီးတော့ခေါင်းစည်းမင်္ဂလာဆောင်ရွက်ပါဖုံးကန်ကြီးချင်းအကြီးကဲဖြစ်ချင်းမြန်မာသောနေသားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီတိနဂတ်ဆန်းရှင်နဲ့ငွေကြေးကိစ္စတွေရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်ငါနဲ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ရည်ရွယ်ချက်အောင်မြင်မယ်။အခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့ငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်။အမျိုးသမီးမိတ်ဆွေကြီးကဲတူထမှာကူညီရမယ်။အာရနဲ့ဆေရှိထောင်ကမေတ္တာအလုံးစုံရဲ့ကောင်းခြင်းကံနဲ့ကျိုးပြည့်ခြင်းကံတွေရှိပဲကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတွေရဲ့ ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရှိမယ်မိမိလိုလားချက်နဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကံပြီးတော့တမန်နဲ့မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေကိုဖော်ထုတ်နိုင်တယ်အထူးတလည်းကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့ကံမြင့်မားမှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပြတဲ့ဆင်းမြင့်တဲ့ဘဝတလန်းတွေကို ဖနှိနိုင်တဲ့နေထားကိုရောက်ရှိတယ်။၂၀နှစ်နေမှာ မတော်တဆထိခိုက်မှန်တွေရောကျူးဆက်ရမယ်။ အလုံးနေထားတဲ့ဘဝနေထားတဲ့ကောင်းတဲ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတတ်တဲ့နေကတဏ္ဍခွဲတဲ့ညနေ3နိုင်အတွင်းသွားလာကြည့်ဆက်ရမှာပါ23ရက်နေ့မှာတော့မိကောင်းဆွေကောင်းထောက်ကူရရမယ်ရတ္တနဲ့လုပ်တယ်အစဉ်ပြေမဲ့သတ္တဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမတန်ကောင်းတယ်24ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုယ်ထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်း ပြန်လည်စုံစည်းနိုင်တဲ့ကံရှိတယ်25ရက်နေ့မှာထူးခြားတဲ့လက်ဆောင်တွေရတဲ့ဂမ်မီယဆန်တဲ့ပစ္စည်းလေးတွေတွေ့တတ်တယ်အဲ့ဒီမှာအိမ်မက်မက်ရဲ့တွေ့ရင်ထင်ရင်ထူးမှန်တတ်တယ်26ရက်နေ့မှာတော့ငွေကြေးကံကောင်းမယ်သီးသန့်နေလို့စိပြင်းထန်နေမယ်အဲ့ဒီမှာတကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်29ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်နေမယ် ယံပฏิပက္ခအလုံးကိုဖြည့်ရှင်းပြီးအစဉ်ပြေသောနေထားကိုရောက်ရှိပေ28ရက်နေ့မှာသူတစ်ပါးနာယေးကိစ္စလိမ့်လံကူညီရမယ်ငိုရိုသူတွေကိုတွေ့တတ်တယ်ကူညီပေးရတတ်တယ်29ရက်နေ့မှာတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုတ်တွေလုတ်ပြီးတော့အောင်မြင်ချိုးပေးခြင်းတွေကိုကြုံမယ်30ရက်နေ့မှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေအကောင်းဆုံးကျိုးဆက်တွေကိုရမယ်တပတ်တာကာလအတွင်းမှာတနည်းလာနေ့ အသောကြံနေငါနဲ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတိနဲ့စနေနဲ့မွေးသူတွေဒုက္ခပေးတတ်တယ်၃၆၉ခဏန်းနေကျိုးပေးတယ်အပြာရောင်ညောင်ကျဆွေးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ22ရက်နေ့24ရက်နေ့28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းခံတဲ့စက်တီတိုးခြင်းဖုံးကန်ခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကိုကြုံတွေ့နိုင်ပါတယ် ဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနာသိတိနဲ့ကစမ်းရှင်ခြင်းရဲ့နှစ်သာရကိုကြုံတွေ့နိုင်တဲ့နေထားရှိတယ်။ဒီရက်အတွင်းမှာနိုဝင်ဘာလ25ရက်နေ့မှာသပင်းပုံသဏ္ဍာန်ပြင်ခြင်းသပင်းညှက်ခြင်းပြုကထူးခြားတဲ့ဟန်သွေနဲ့ဥပဒိယုတ်ကိုရရှိနိုင်ကြောင်းတင်ပြလိုပါတယ်။ယေရှုတင်ပါတယ်။ဗုဒ္ဓနည်းမွေးစွာလုံးမင်္ဂလာပါ။2025 နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွေမှာအပြိုင်ဆိုင်အလုံးကိုကျော်လာပြီးထုတ်တယ်မယ်။ရှားပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ရှင်ပြန်မှုအောင်မြင်မယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အပြောင်းလဲနဲ့ထုတ်တယ်မှုကံရှိမယ်။ဥတီချက်စ်ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။အခက်အခဲမြင်များရှိစေအလုံးကိုကျော်ပြီးထုတ်တယ်နိုင်တယ်။22ရက်နေ့မှာအရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့ထုတ်တယ်ခြင်းရှိမယ်။သို့တော့ မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်ရကုတီသွားစရာနဲ့ရှိတတ်တယ်နေကတနိုင်ခွဲနဲ့သုံးနိုင်တွင်သွားလာကျူးဆက်ရမယ်23ရက်နေ့ကအထုတလည်းကောင်းတဲ့ရက်ဖြစ်ပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းရဲ့အနစ်သာရကိုရမယ်24ရက်နေ့မှာငွေကြေးကံကောင်းမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ရှင်ပြန်မှုမှသမျှအောင်မြင်မယ်25ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ထိတ်တိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ် 26ရက်နေ့မှာစိတ်ချမ်းသာမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်29ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်29ရက်နေ့ကရံများမယ်ပြိုင်များမယ်အနောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်30ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းကံတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ တနည်းလားဂျာတာပရင်းနေဘွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်နိုဝင်ဘာလ22ရက်နေ့24ရက်နေ့25ရက်28ရက်အဲ့ဒီရက်တွေဟာကောင်းစေမင်္ဂလာရက်ကောင်းတွေဖြစ်တယ်အဲ့ရက်တွေမှာကောင်းစေကောင်းချွတ်ပြုရင်အကြီးကဲဖြစ်တယ်ကောင်းခြင်းကံရှိမယ်ဖုံးကံရှိဝကြီးမမယ်ဆိုရယ်ယူဆရှိတယ်ဒီလအတွင်းမှာဒနာသိတိရက်ကစမ်းရှင်တာ2ရက် စက်တိုက်ပဲအဲ့ဒီရက်က26ရက်29ရက်တွေဖြစ်တယ်အဲ့ဒီနေ့မှာငွေကြေးဆိုင်ရာတတဘာဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ရထူးခြားတဲ့ကြိုးကျေးဇူးတွေရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်သာပတိနေဝေသူအားလုံးမင်္ဂလာပါ2020မဟုတ်နဲ့နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆတိကဝန်ကြီးဖြစ်တတ်တယ် လူယောင်ဒုက္ခပေတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ခွာဟမယ်လံခုလံပြတ်တတိထားပါယင်ကားနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပါးသူကြောင့်မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်းတယ်ဖွယ်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ်အထူးသဖြင့်မိတ်ဆွေရင်းနဲ့ကိုယ်ဒုက္ခပေတတ်တော့တတိထားရမယ်၂၂ရက်နေ့မှာ မတော်စရာနေကြီးဆက်ရမယ် အနောက်ရကုတ်တီသွားစေနေရှိတဲ့တဲ့နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကျူဆယ်မင်းညံများတဲ့နေ့ပဲ23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပြခြင်းကံတွေရှိတယ်24ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်ရခြင်းအချိုးပြခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်25ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်ရရဆင်ပြေမယ်26ရက်နေ့မှာအပြန်ဆန်အလုံးကိုကြော်ပြီးဘဝတိုးတက်ခြင်းနဲ့ကံကောင်းခြင်းကိုကြော်မယ် 28ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်28ရက်နေ့မှာ မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့တဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမယ်ရရဆင်ပြေမယ်29ရက်နေ့မှာ ခရီးကံကောင်းမယ်လူမျိုးခွဲအကျိုးပေးမယ်30ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမှာ ဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့ 25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းနေဖြစ်ပြီးအဲ့ဒီတွေမှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ဒီ26 29ရက်ဆက်တိုက်တော်မှာဒနာသိတိနက္ခဆန်းရှင်တော်အဲ့ဒီကာလတွေမှာမြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပတ်ကိစ္စတွေအတွက်ဆောင်ရွက်တဲ့အစီအရင်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ် ီတပတ်တော်ကာလအတွင်းခြားသာပတိနှင့်သောက်ချာနှင့်ဇနေနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၃၆ခုကနန်းတွေကျိုးပေးတယ်။အနီရောင်အပြာရောင်ပန်းရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါ။အနီရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။သောက်ချာနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ်နိုဝင်ဘာလ၂၂ရက်နေ့ 30ရည်နှစ်တော်တွင်မှာငွေကြေးကံကောင်းမဲ့လက်ဖွင့်မဲ့လူပြည့်စုံမဲ့မိကောင်းဆွေကောင်းထောက်ကူရမဲ့ကိုယ့်ရဲ့ကံကြမ္မာရဲ့နေထားဘဝအခြေအနေမြန်မာတိုးတက်ခြင်းနဲ့အလိုဆန္ဒပြည့်စုံဆောင်ရနိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတို့ကိုရရှိမှာဖြစ်ပါလေ။နှစ်နှစ်ရည်နှစ်မှာလက်ဖွင့်မဲ့လူရပြည့်စုံမဲ့ဘဝတိုးတက်မဲ့ဒါပေမဲ့မတော်တဆနဲ့ကျူဆက်ရမယ်အနောက်ရောက်ကုန်တည်သွားစေရန်ရှိတတ်တယ်။အဓိကနေ့ တဏ္ဍခွဲနဲ့ညနေ3နိုင်တွင်သတိထား23ရက်နေ့မှာတော့လက်ဖွင့်ကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖဏိနိုင်တဲ့နေထားရှိတယ်24ရက်နေ့မှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်25ရက်နေ့မြတ်တရားကံကောင်းမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်စိတ်ချမ်းသာမယ်26ရက်နေ့မှာအပြောင်းလဲတဲ့ခီးကိစ္စဆင်ပြေမှုနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မှာမထင်မှားဖဲငွေဝင်မယ်လက်ဖွင့်မယ်လုံးသမျှကြာစီသမျှအောင်မြင်မယ်28မှာ ရံပတိပက္ခရနဲ့ထိတိုက်တွေ့မယ်ကိုယ်ပေါ်မှာနှောက်ရက်တဲ့သူတွေနဲ့တွေ့ရတဲ့29ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တက်မှုရနိုင်တယ်30ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့ကံချင်းနေနဲ့ဘဝတွတ်တက်မှုတွေရဲ့ကောင်းသောအနှစ်သာရတွေကိုကျုံ့တွေ့ရမှာ ဖြစ်ပါတယ်ဒီကလအတွင်းမှာ ရှားကပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောက်ကျိုးပေးတဲ့တနင်္လာတောက်ကြမွေးသူတွေဒုက္ခပေးတဲ့နှစ်သုံးခုကနေ့အကျိုးပေးတဲ့အဖြူစိမ့်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နေပါတယ်ဒီကာလအတွင်းထူးခြားချက်ကတော့ November 20နဲ့ November 24 25 28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုရဲ့ကျက်တည်မင်္ဂလာရှိတယ် မင်္ဂလာရှိပြီးတော့တိုးတက်မှုဖုံးကန်စေဝံမြန်မာချင်းနေရှိမယ်26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ကဒနသိတိနက်ခတ်ဆန်းရှင်ချင်းကိုကြုံတယ်ထူးခြားစွာငွေကြေးကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေလုပ်ကင်နိုင်တယ်ဒီတစ်ပတ်အတွင်းမှာစပယ်ပတ်မကြာခဏဖျားလူပေးပါထူးထူးခြားခြားကောင်းခြင်းတွေရှိလာကျေးဇူးတင်ပါတယ်ဒီနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဗ ెంబ ာလ22ရက်နေ့ကနေစပြီး30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးတိုးတက်ပဲရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလနေထာနေပုံမြင့်နေနေထာကုပြောင်းတိုးတက်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုံခံခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်ဖို့ကိုရှိမယ်ငွေကြေးပေးယူကိစ္စသတိထားမယ်လုပ်ငန်းစဉ်အခြေအနေတွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တယ်ပညာလုပ်ငန်း တခုဒွန်တွဲတိုးတက်ခြင်းရဲ့အနိစ္စာရကြုံမယ်ရံဝေးရကောင်းသောသတိစကားချရမယ်။နှစ်ဆယ်နှစ်နေမှာထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြုံမယ်။မတော်တဆနေကျူးဆက်ရမယ်။အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်။နေတနိုင်ခွဲနဲ့ညနေ၃နိုင်တွင်သတိထား။၂၃ရက်နေမှာရံအားလုံးကိုကြော်ပြီးမှအလိုရှိရာပြည့်စုံမယ်။၂၄ရက်နေမှာမိကောင်းဆွေကောင်းတောက်ကိုရခြင်းစူပေါင်းချိုးပေးခြင်း ဘဝတုတ်တက်ခြင်းကြောင့်မယ်25ရင်းနေမှာလုပ်ငန်းစဉ်ကြံစဉ်ဆင်ပြေမယ်လူမျိုးခွဲချိုးပေးမယ်26ရင်းနေငွေချေလက်တာပါကံကောင်းခြင်းစီဝါကောင်းခြင်းနဲ့တုတ်တက်ခြင်းနေကြောင့်မယ်28ရင်းနေမှာရန်တိုက်ခံနေတဲ့ကြောင့်မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းပြဿနာဖြစ်ခြင်းနေကြောင့်မယ်28ရင်းနေမှာဥတီချက်သစ်နဲ့လောကန်ခြင်းချိုးပေးမယ်30ရင်းနေမှာလက်ပွင့်ခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းနေကြောင့်မယ်ဒီကာလအတွင်းနိုဝင်ဘာလ20ရက်နေ့နိုဝင်ဘာ 2425ရဲ့နေ့တွေမှာခေါင်းစည်းကောင်းချော်ပြုရင်ထူးထူးခြားခြားကံကောင်းခြင်းဖုံးကံကြီးမားခြင်းနဲ့ကြိုးပမ်းခြင်းတွေရှိမယ်ဒီကဏ္ဍအတွင်းမှာနိုဝင်ဘာလ26နဲ့29ရက်ဆက်တိုက်ကဒနာသိတိနက္ခဆန်းရှင်တဲ့ရက်တွေဖြစ်တဲ့ဝေကြီးရာကိစ္စတွေအတွက်ဆောင်းရံရန်ကောင်းသောအနေထားနဲ့တိုးတက်တဲ့ကံတွေပွင့်တယ်တနည်းအားဖြင့်တောက်ကြနဲ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကတွင်နေ့ဗုဒ္ဓနဲ့မွေးသူတွေဒုက္ခပေးတတ်တယ်တိလေးကိုကနန်းကိုသုံးရမယ်အညိုရောင်ပြားရောင်မိခွန်ရောင်တို့ကိုဝိဆင်သုံးဆွဲပြီးအလိုရှိအကိစ္စများဆောင်ရွက်ပါနေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်